အားလုံးမေမင်္ဂလာပါမောင်ဘော်ထွန်းခဏရစမ်းရည်အိုင်အပိုင်းတည်းမီယောမေကီအမနှစ်လတမီငယ်အချိန်ကာလအပြင်တော့အတော်ကြောင်ကြောင်ခဲ့ပြီ1933ခုနှစ်ဇန်နဝါရီလတရက်နေ့တင်းစင်ချင်းတပီးမှောင်မင်းနေသည့်အာယုံမတက်မီချင်းနယူးယောက်မြို့လက်ရှိလမ်းမကြီးများပေါ်တွင်စီးနင်းနေဝေပြီးလူသူကင်းရှင်နေ၏ အချိန်နာ၍တည့်ရွေကုန်းလွန်သွားကြသည်ထို့နောက်ဘောဝါရီမြို့နယ်ရှိစိတ်မက်ဖျားရှိကိုကြောင့်ဤမျောစင်မြင့်ကြီးပေါ်မှာခေါလောင်ထိုးတန်းလေးချက်ကစောင်းကလာဤခြံရင်သောတိတ်ဆိတ်နေတဲ့ခြင်းကို ဖြိုခွင်းလာဤဖျားရှိကိုကြောင့်နှစ်ပြောင်းကွာစိတ်မက်ပလေလန်းရှိနယူးယောက်မြို့တော်မြူနစ်စပေးမိဘမေကလိကေဟာဒုတိယတန်းမိန်းကလေးဆောင်ပရင်ပေါက်တွင်စတဲ့နှစ်တမိရွေမိန်းကလေးတယောက် ရှက်နေသည် သူကလေးသည်အဖြူရောင်ဖြစ်မှညာအိဝေယုံကိုဝှက်ထားတော်လင်ချမ်းရင်လာတော့ကြောင့်တကူလုံးခက်ခက်တုံနေမှအပြင်းမတ်သွမျောကြီးကခေါလောင်းထုတ်တန်ကိုနားဆင်နေမိသည်အပြင်းဘက်တွင် လမ်းမယောင်နေတာစီးနှင်းများတဖွာဖွာကျနေမိန်လေးသည်မကြာခဏဆိုသလိုလမ်းမကြီးကိုအထောက်အောင်ဆုံးဆန်းလှမ်းမျောကြည့်နေသည်သူကလေးသည်တစုံတစ်ယောက်ကိုစောင့်မျှော်နေခြင်းဖြင့်သူအားမိဘမိတ်ကလေးကမှပြန်ခေါ်သွားမိသူကိုစောင့်မျှော်နေခြင်းဖြင့် သို့သောအချိန်နာရီသာတတိတိကုန်လွန်သွားခဲ့ကြသည်သူကလေးမျောလင်းနေသူကလုံးဝပေါ်မလာခြင်းသူကလေးသည်အသက်နဲ့စာလျင်အရက်ကပူနေသည်ပိန်လဲပိန်သည်နှာခေါင်းကမတိမတော်ကလေးအဖော်တို့လန်သည်အနေအောင်စပင်ဗုဒ္ဓကြီးကိုတူတူညှက်ထားသည် သူကလေး၏အထူးကြောင့်ဆုံးရုပ်လက္ခဏာကတော့အယောင်တောက်နေသောညိုပြောင်မျက်လုံးများပင်ဖြစ်သူမျက်လုံးများသည်တစ်ချိန်တည်းတွင်ဝမ်းနေချီခွဲခြင်းဝမ်းသာပျော်ရွှင်ခြင်းနှင့် တိညာထမြခြင်းတို့ကို ဖော်ပြနေကြသည်သူကလေးနမေကအင်းဤရဲ့လေတူတိုက်နေပြီးချမ်းရင်းလာတော့အဆောင်ထဲတွင်အင်းဤနဲ့ဘဝတူချမင်းကလေး၁၉ယောက်တို့အိပ်ပျော်တော့ကြသည်မှာတော့တော်တော်ကြလိမ့်မည်သူတို့သည်ငင်းငင်းသက်သက်အိပ်ပျော်နေကြသည်တော့မဟုတ်အများစုသည်ဂရင်ချင်းချင်းလေးပေါ်တွင်စစ်ဆောင်အဆုတ်ပြက်များကိုချုံကခြောက်အိမ်မမှန်ရင်ဘယ်လူညာပြန်လှောက်ရှာပြီးအော်ညိနေကြ၏သို့သောအင်းဤလေးကတော့ ်ဒီညလုံးတမိကလေးမြအိမ်မပျော်သည်စောစောပိုင်းကအိပ်ပျော်အောင်ကြိုးစားခဲ့တော်လေနှစ်တကူအကြုံညတွင်လမ်းတကာလျှောက်ပြီးအပျော်ကျူးနေသူများဤအော်ဟေးစုညံတန်းတွေကြောင့်ဘလို့မအေးရမြဟေလာဝါလာဟစ်အော်တန်တွေအယံမူမူဖြင့်တချင်းအော်ဆိုတန်တွေနဲ့ကောင်းဟုတ်တန်တွေကတရက်ွက်လုံးကျွတ်ကျွညံနေတကောင်ကြိုသွားသောအခါမှာတော့စိတ်မပလေးစီလန်ထဲတွင်စုညံတန်များလုံးဝတိတ်ဆိတ်သွားပြီးစီးနင်းနေတဲ့ဖွဲ့ဖွဲ့နဲ့ပူကြီးကြလာသည် အင်းဒီကအဲ့ယူမပြောသည်နောက်ဆုံးတော့သူလေးဒီကတင်းပေါ်မှဆင်ကပတင်းပေါက်နာသို့ရှောက်လာခဲ့၏တကယ်တော့အင်းဒီကလေးဒီပတင်းပေါက်နာတွင်ရက်ခေါင်စီးနှင်းဖုံးထားသောအမောင်လူတွေသို့လက်မျောရင်းတစုံတစ်ယောက်ကိုငြိမ်သက်စွာစောင့်မျှော်နေခြင်းဖြစ်သည်စင်စစ်နှစ်တကူဂျိုညာတွင်အင်းဒီကလေးလုံးဝအဲ့မပြောခဲ့ခြင်းမှာအချောင်းထူးရှိလေသည်ထို့အကြောင်းမှာယခုနှစ်နှစ်တကူဂျိုညာတွင်သူ့အသက်၁၇နှစ်ပြည့်သည့်ညဖြစ်လွန်ခဲ့သော၁၇နှစ်ကာလ နှစ်တကူဂျုံညာတွင်လလာသမီး၍သူကလေးအောင်တန်စကားချင်းကလေးနဲ့ထဲကမိဘမဲ့ကလေးကြီးဟာလှီကားရင်မှာစွန့်ပစ်ထားခဲ့ကြသည်တစုံတစ်ယောက်ကတကားကိုဖွင့်ပြီးအမောင်နှူတဲ့သူပြေးထွက်လာသည်ပန်းရောင်ဆောင်းနှန်းကလေးဖြင့်ထွေးပတ်ထားသောအင်းဒီကလေးကို တွေ့ရ၏သူကလေးလက်ဖင်တွင်တဝက်ပဲ့နေသောငွေလောက်ကကျိုးကလေးကိုဆွဲထားသည်လက်မရေထိုးမထားသော စားတဆောင်ကလေးဆောင်းတွင်ပင်အဲ့နဲ့ထိုး၍တွေ့ဟသည်ထိုးဆောင်မှာ ကျမတို့ရဲ့သမီးလေးကိုကျေးဇူးပြုပြီးစောင့်ရှောက်ထားကြပါသူ့နာမည်ကအင်းဒီဖြစ်တယ်သမီးလေးကို ကျမတို့အများကြီးချစ်ကြတယ်သူ့ကိုအော်တိုဘလာ28ရက်နေ့မှာမွေးခဲ့တယ်ကျမတို့မကြောက်ခင်ပြန်လာခဲ့ကြပါမယ်သူ့လည်းပင်မှာလောကကျိုးတဝက်ဆွဲထားခဲ့တယ်ကျန်တဲ့တဝက်ကိုတော့ကျမတို့ယူသွားကြတယ်ဒီလိုလုပ်တော့ဟာကျမတို့ပြန်လာတဲ့အခါအင်းဒီလေးဟာကျမတို့ရင်သွေးလေးအစ်မံဖြစ်ကြောင်းတသက်ကန်ထောက်ထားပြနိုင်အောင်လို့ပါ သူအားသူမိဘများကနှစ်သက်ကူကြုံညာရင်မိဘမေကရာရှိ၌စွန့်ပစ်ထားခဲ့ကြသောကြောင့်နှစ်သက်ကူအကြုံညာရင်မင်းသူမိဘများပြန်လာပြီးသူကို ပြန်ခေါ်သွားကြလိမ့်မည်ဟုအင်းဒီကလေးကမျှော်လင့်ယုံကြည်နေခဲ့သည်ထို့ကြောင့်နှစ်စဉ်နှစ်တိုင်းအချမ်းကလေးများကခရစ်မတ်နေ့ကိုလက်ချိုးရည်တဲနေကြသကဲ့သို့ပင်အင်းဒီကလေးကလည်းနှစ်သက်ကူအကြုံညာကိုအမြဲတမ်းလက်ချိုးရည်တဲနေခဲ့၏သူတို့တနည်းပြီးတနည်းသာဂုံသွားခဲ့သည်သူဆန္နာကမပြေခင် ူဖေဖေနေသူ့မိမိတို့ရောက်မလာခဲ့ပြီယခုနေ့တွေလေသူ့ရင်ရလာမီမဟုတ်ဒီမှာဒီစားနေအပြင်ဘက်တွင်စင်းနေများပိုရစ်ပိုရိတိတ်တီလာ၏အင်းဒီကလေးသည်တတ်မတစ်ချက်ချလိုက်သည် သူဒီမကုန်မီအောင်မျက်လုံးများကိုလက်နဲ့ပုတ်၍သူ့ကိုယ်သူထိန်ထားလိုက်သူတို့ကငါ့ကိုသိချစ်တယ်ငါ့ကိုပြန်လာပြီးခေါ်ကြမယ်လို့စာရင်းမှာရေးထားတယ်အင်းဒီကသူ့ကိုယ်သူတို့တို့ပြောနေသည် ်ဘာများဖြစ်နေကြပါလဲသူတို့ဘယ်များ ရောက်နေကြပါလဲသူတို့ငါကိုဘာကြောင့်များ လာမခေါ်ကြတာပါလဲအင်းဒီကလေးသည်သူ့လက်ဘင်မှာတချမ်းပေလောက်ကကျိုးကလေးကိုလက်နဲ့ဆုပ်ပြီးရင်မက်ပေါ်ရင်တင်းတင်းကြီးဖိကတ်ထားသည်သူကလေးသည်ဤလောက်ကိုနီရောညာရောအမြဲတမ်းလှုပ်လာခဲ့သည်မှာကြားခဲ့ပြီမေ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 မိဝမေကလေးကြီးဟာရင်အသက်ငယ်ဆုံး6နှစ်သမီး၍ မော်လီကလေး၏ရောင်ရမ်းပြီးလန့်အောင်သံဖြစ်သည်သူကလေးသည်ချောက်ိမ်မမှတ်ပြီးသူ့မိမိကိုတန်းတောင်းအော်ခေါ်နေသည်သို့သောမော်လီလေးမိမိကလွန်ခဲ့သောနှစ်လောက်ကပင် ကားတိုက်ခံရ၏တည်ဆုံသောဆာပြီဖြစ်၏သူဖေဖေလေးမိမိနှင့်အတူမပြန့်လန်းသူလိုက်သွားခဲ့ရှာပြီမော်လီကလေးကထူးထူးခြားခြားချောမောလာပါသူဖြစ်၏မြေဝန်းနဲ့စပင်းနဲ့ဖြင့်အလွန်ချစ်စရာကောင်းသည်သို့သောသူခမရကန်ဆူရှာသည် သူကိုငွေစားမိသူတယောက်မှမရှိထို့ကြောင့်လေသူလေးပဲမိဘမိတ်ကလေးကဟာရှိတခြားမိန်းကလေးတွေလိုပြီးမိဘမိတ်ကလေးငယ်တူဖြစ်ဤတိုးတော်အင်းဒီကတော့တခြားမိန်းကလေးတွေနဲ့မတူတမှုထူးခြားသူဖြစ်အဘဲကြောင့်ဆိုတော့အင်းဒီမောင်ကမိဘများရှိနေကြသေးသည်ဘယ်နေရာမှာရှိမှန်းမသိရပေမယ့်တနည်းအားမှာတော့အီကန်ရှိနေကြမှာသိကြသည်မိ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 မေမော်လီကလေးဤအော်ဒန်ထွက်လာပြန်ဤ ူတော်တန်ကြောင့်သူ့ပပက်လက်ကလေးများမှမိန်းကလေးတွေလေးအကုန်လက်နူလာကြ၏ဒီကောင်မလေးပါရီရှောက်အောင်နေရလေနင်းမဆက်ပိတ်ထားစမ်းမော်လီကရင်ပြီးမှပပကလှမ်းပြုတ်လိုက်ခြင်းဖြင့်ဟုတ်သားပဲသူ့ကြောင့်အလုံးလို့ကုန်ပြီဘသူမှမရတော့ဘူးဒက်ဖီကဝင်ရေးပြောလိုက်သည်မေ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 ဟေးမော်လီခွေးကောင်မလေးငါပြောနေမှမကြောက်ဘူးလားနင်းမဆက်ပိတ်ထားစမ်း ပပကစစ်ပေါ်ပေါ်ဖြင့်ကတင်းပေါ်မှခုန်ဆင်ပြီးမော်လီကလေးအားကောက်ချီကကျမ်းမြင့်မော်သို့ပြေးချလိုက်သည်ပပကမိန်းကလေးတွေအားလုံးနဲ့အသက်အကြီးဆုံး16နှစ်ရှိပြီသူနှကောင်းကပြ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 မျက်နှာရင်းလေးမှဲ့ကြောက်တည်နေပြည်နေနေပွာရယောင်သူ့စပင်းလေးကအင်းနစ်စမင်ထဲပူရည်လေးရှိသည်ပူရည်လေးနေသည်ဟေးကလေးကိုဘာလို့တွန်းချရလဲသူကနင့်ကိုဘာလို့လို့လဲ ်စနစ်သမီး၍ဂျူလိုင်ကလေးကပပားကိုလှမ်းပြောလိုက်ဂျူလိုင်ကလေးကရုပ်ရည်သိမ်ချောလာပြီမင်းအလွန်စိတ်ကောင်းရှိသည်သူနာမည်ကိုဂျူလိုင်ဟု ခေါ်ခြင်းမှာသူအားဇလိုင်လာ၄ရက်နေတွင်မိမမက်ကလေးကဟာ၌လာရောက်စွန့်ပစ်ထားခဲ့သောကြောင့်ဖြစ်သည်နင့်မမြင်ဘူးလားသူကြောင့်ကအိမ်မရတော့ဘူးတိတ်နောက်ရှက်ပြီးတဲ့ကောင်းပါလိပပားကဂျူလိုင်အားပြန်ပြောလိုက်သည်မအိပ်ရတာနင့်ကြောင့်သူ့ကြောင့်မဟုတ်ဘူး အမေနင်းကသူ့ဘက်ကပါတယ်ပေါ့လေကဲနင်းဘာလို့ချင်လို့လဲကောင်မပပကပြောရင်ဇူလိုင်းကရင်စီတို့ရှောက်လာသည်အော်နင်းကဘူကြချင်တယ်ပေါ့လေကဲနင်းကရောဘာလို့ချင်လဲလှုပ်ဆမ်းမထို့နောက်တွင်တော့ပပနဲ့ဇူလိုင်းတို့နှူးသားဖက်လုံးပြီးကျမ်းမြမော်ရင်းအပြန်လန်းတပ်ပုတ်နေကြတော့သည်တရားကိုတရားလက်နဲ့ကုတ်ဖိကြသည် စပင်ကိုဆွဲဆောင်ကြသည် သူတို့ညရဲ့အော်ဒန်ကြောင့် အခန်းဆောင်မှာရှင်းနေသမီး၍တက်စီကလေးလှန့်လို့လာသည်။အိုးဖရားရေသူတို့ညောက်တက်နေကြပြီ။ငါအိတ်မရတော့ဘူး။တက်စီကလေးကကြောက်ကြောက်လန့်လန့်ဖြင့်ညီလိုက်သည်။သူကလေးကအသားရည်ဖြူရော်နေပေါယုတ်တွေ။နှာခေါင်းသေးသေးလေးနဲ့ရွှေအောင်စမင်ကိုကြစ်ဆန်ပြီးထိုးထောင်သည်။အိုးဖရားဖရားတက်နေလိုက်ကြတာ။အင်းဒီဒီချိန်လုံးဗရင်မောင်နာကရက်ခါရံပွဲကိုညင်ကြည့်နေခဲ့သည်။ ခုတော့မနေသားပဲရှေ့သို့လျှောက်လာပြီးပပားနဲ့ဂျူလိုင်းတို့အားအတင်းဆွဲခွဲသည်ဟေးတို့ကြောက်ပါတော့တို့ကြောက်ပါတော့တော်တော်ဆိုးရဲကောင်းပါ ರೀ ခုချက်ချင်းအရာပေါ်ပြန်တက်ကြစမ်းအင်းဒီကအမိန်သံပေါ်မှာဖြင်းပြောလိုက်သည်အမေကောင်းမကကြီးကျလိုက်တာပပကသူ့ကရင်စီတို့ပြန်ရင်မကြောက်တကြောက်ပြန်ပြောသွားသည်တိုးတော်သူကအင်းဒီနဲ့တပ်ဖို့ဖို့ကိုတော့စိတ်ပင်မကူရဲ့အင်းဒီကပပထက်ကိုလုံးကိုဖန်ရောအသက်ရောငယ်ပြီမေး ဂီဟာတစ်ခုလုံးတွင်အတ္တမဆုံးမင်းကလေးဖြစ်အတိမဲ့ပြုခံထားသူဖြစ်ထို့ကြောင့်ပတ်ပွားကသူနဲ့မရှင်ဝမ်းခြင်း ဖြစ်အင်းဒီကအလုံးနဲ့အထောက်ဆုံးနဲ့ဖြစ်ထို့ကြောင့်အလုံးကပင်အင်းဒီအားခေါင်းဆောင်ဖြစ်တတ်မှတ်ထားကြသည်အထူးသဖြင့်ဂီဟာအုပ်ချုပ်ရင်မူမစ်အာဂါတာဟန်နီဂန်နဲ့မင်းကလေးများ၏ဘရောမမပြီးဆုံးတဲ့တော့တိုက်ပွဲတွင်အင်းဒီကခေါင်းဆောင်ဖြစ်ပတ်ပွားကစတာအင်းဒီသူကမော်လီကို ကတင်ပေါ်ကစွန့်ချတာသိလားဇူလိုင်ကတိုင်သည်ဟုတ်ပါရဲ့ငါလည်းမြင်တယ်အင်းဒီကဇူလိုင်ပခုံးကိုလက်တင်ပြီးပြောသည်ကဲကဲတော်ကြတော့အိတ်ကြတော့အားလုံးပြန်အိတ်ကြတော့ဟုတ်ကဲ့အိတ်ပါမယ်အင်းဒီပြောပြီးဇူလိုင်အဲ့ရပေါ်ပြန်တက်သွားသည်ထို့နောက်အင်းဒီမော်လီကလေးထံသို့ရှောက်လာခဲ့သည် မော်လီကလေးမှာကြမ်းမြင့်မော်ရင်မှောက်လျက်သားရှိနေစေဖြစ်သည်။အင်းဒီသည်ဒူးထောက်ထိုင်ချလိုက်ပြီး မော်လီကလေးကိုပွေဖက်ထားလိုက်။ကဲညီမလေးရဲ့ဘာမှမဖြစ်ဘူး။ကြောက်စရာလည်းမရှိဘူး။မမရှိနေရပဲ။မဟုတ်ဘူးလားယင်။အင်းဒီကမော်လီနဲ့မောင်တော်စမရှင်မျိုးကိုပုတ်တဲ့ရင်ညှင်းသာစွာချော်နေသည်။ညီမကမေမေကိုတွေ့ရတာမမရဲ့မော်လီကပါမြင့်မမမျက်ရည်တွေကိုတုံရင်ပြောသည် ညီမတို့ကဂရုတမော့ပေါ်ရောက်နေကြတယ်။မိမိကညီမကိုခြိထားပြီးအဝေးကတမော့ကြီးတွေကိုပြနေ။နောက်တော့မိမိကလက်ကိုရွေးရမ်းပြရင်ရှောက်ထွက်သွားတယ်။သူ့ကိုနောက်ထပ်မတွေ့ရတော့ဘူး။ဘယ်မှမှမတွေ့ရတော့ဘူး။အဲ့ဒါတကယ်မဟုတ်ဘူးညီမလေးရဲ့ညီမလေးအိမ်မက်တာ။အင်းဒီကညဝရအင်ဂျီလမောင်ဖြင့်မော်လီမြတ်မြတ်ကိုတုတ်ပြီးရင်ပြောသည်။ကေအိတ်တော်အိတ်တော်လင်းနိုင်အောင်ချော်သွားပြီ။ ဒါနဲ့မမရဲ့စာကိုဖတ်ပြပါလားမမကြီး။အော်နောက်ထပ်ဖတ်ပြမှာလား။ဟုတ်ကဲ့ဖတ်ပြပါနော်။အေးအေးဖတ်ပြပါမယ်။ထို့နောက်အင်းဒီသည်သူ့ကရင်အောင်မှတန်စကားချင်းကိုဆွဲထုတ်လိုက်သည်။ထိုချင်းမှသူ့ကိုထည့်ပြီးဂီဟာရင်ပြစ်ထားခဲ့သောချင်းမင်ဖြစ်။သူကထိုချင်းထဲတွင်သူ့သုံးဆောင်ပစ္စည်းကလေးတွေမှန်သမျှထည့်သိမ်းထားသည်။သူသည်ချင်းနှမစာကိုယူပြီးအပြစ်မဝင်လာတော့လမ်းမရမောဝါအဖြစ်ဖက်ပြ၏ ဆောင်ရွက်ကလေးမှအချင်းချင်းထုတ်ဖက်လိုက်ပြန်ခောက်ထားလိုက်လုံဖန်များလုံးရေခောက်ရကရှိနွမ်းပြီးပြက်ကျလူတည်တည်ဖြစ်နေလေပြီလက်ရည်ကဝိုင်းဆက်ဆက်နဲ့မိမလည်းရင်ဆောင်ရွက်ကအပြာနုရောင်လေးတောင်ကတ်ထူဆောင်ရွက်ကလေးကျမတို့ရဲ့တမီလေးကိုကျေးဇူးပြုပြီးစောင့်ရှောက်ထားကြပါအင်းဒီကအတန်ခက်ချစ်ချစ်ဖြင့်စပြီးဖက်သည် သူ့နာမည်ကအိုးဖျားကြီးလာပြမီဒီစပဲ ထက်ခါတလေလေပပကမဲကရွာအဖြစ်ပြောလိုက်ချင်းဖြစ်ပပပြောမိဆိုကလေးပြောစရာမင်းမိဘမဲကလေးကြီးဟာရင် သူတို့တွေအထူးတကွာနေလာခဲ့ကြသည် ကာလတစ်ချက်လုံးအင်းဒီသည် သူ့စာကလေးကို ပြင်းမြအောင်ဖြင့်တပတ်လျင်နှစ်ချင်သုံးချင်လောက်အမြဲတမ်းဖပြခဲ့သည်ထို့ကြောင့်အခြားမင်းကလေးတွေနေဖြင့်ထိုဆောင်ဖပြတန်ကိုကြားအောင်လို့၍ကြားပြင်းကက်လုံးလာပြီဖြစ်သည်သူနမဲကလေးကအင်းဒီဖြစ်မာတယ်တဲ့ ဒက်ဖီကတန်ရလိုက်ကတယောတော်တော်ပြောင်းချော့ချော့အတန်းဖြင့်တမင်လို့ရစ်ဆက်ဖက်ပြလိုက်သည်သူ့အသက်က73နှစ်ဘဝတော်တော်ညနာဝိုင်းဝိုင်းနဲ့ဇမင်ကရှီဝါယောင်ကျွတ်တူချစ်တယ်သူကပပာကြီးအချစ်ဆုံးတငယ်ချင်းသူ့ကိုအော်တိုဘာ28ရက်နေ့မှာမွေးဖွားခဲ့ပါတယ်ဒက်ဖီကအင်းနီးစာကိုအလွတ်ရနေပြီဖြစ်၍ဆက်ဖက်ပြလိုက်ကျမတို့မကြရင်ပြန်လာခဲ့ကြမယ် အခြားမိန်းကလေးများအားလုံးကတက်ဖီရုပ်ဖက်ပြတာကိုသဘောကျပြီးဝိုင်းရင်လိုက်ကြ၏သို့သောတက်စီနဲ့မော်လီတို့ကတော့မရေစားဖျားရီသူတို့ကရေစရာလည်းမဟုတ်ဘဲနဲ့ရင်နေကြပြန်ပြီဒုက္ခပါပဲငါတို့အဲ့လိုရမှာမဟုတ်တော့ဘူးဒုက္ခပဲတက်စီကညီပြောလိုက်သည်ဤတွင်အင်းဒီကစိတ်ဆိုးမှန်ဆိုဖြင့်ရုတ်တရက်ထားပြီးလက်နှစ်ဖက်ကိုခါထောက်ထားလိုက်ထို့နောက်ဝိုင်းရင်ကြသောမိန်းကလေးများဘက်သို့ညံ့လာလေလေ ကဒီလောက်တောင်ရည်ရှင်ကြတဲ့ကောင်မတွေနင်တို့အားလုံးပစက်ထက်မှသွားတချမ်းမှမရှိဘဲနဲ့အိတ်ချင်ညာလားသွားပြင်းနေပြီအိတ်ချင်ညာလားပြောကြစမ်းငါမေးတာအားလုံးပိတ်ပိတ်သာငြိမ့်သက်တော်ကြသည် ပပပါဝင်တယောက်များနရွက်မခဲရေးကြပပကအသာကလေးလေကအိယာဝတ်လေးသွား၏အင်းဒီကဖလက်ဆဆာကိုဆက်ဖက်ပြသည်ပြီးနောက်တတိချာချာအသာရပြန်ခောက်ပြီးချင်းထဲတွင် ပြန်ထည့်ထားလိုက်သည်ထို့နောက်အင်းဤသည်မော်လီကလေးကိုကောက်ချီကဂရင်စီသို့ပြန်လာခဲ့သည်မော်လီအားဂရင်မော်ရင်လက်သိပ်ပြီးဆောင်းချုံပေးပြီးနောက်နှစ်ဖူးပြင်ကိုရွှေရောက်ကလေးနှမ်းသည်ကဲအဲ့တော့နော်ညီမလေး good night ဟုတ်ကဲ့မမ good night ဒါနဲ့မမကတော်တော်ကန်ကောင်းနေနော်ညီမကဖေဖေနဲ့မေမေကိုအိမ်မက်ထဲမှာပဲတွေ့ရတာမမမကတော့အပြစ်မအဖေမေတွေတကယ်ရှိကြရလေ ဟုတ်တာပေါ့ဟုတ်တာပေါ့အင်းကြီးကတူတူကလေးပြန်ပြောသည်မမရဲ့ဖေဖေနဲ့မေမေတို့ကတနည်းအရမှာတော့ရှိကြမှာပေါ့တနည်းအရမှာတော့ရှိကြမှာပါ thank you